ကမ္ဘာအဆုံးကိုတွေ့မြင်သွားခဲ့ပြီးညံလင်းပွင့်သွားခဲ့တဲ့လူ1938ခုနှစ်လော့အင်ဂျလီမြို့မှာတော့ဟန်နွန်ဆိုတဲ့ဗီလန်နီယာတရေကြီးတယောက်ကဟိုတယ်မှာသူ့ဝန်ထမ်းတယောက်အတွက်စားရဆောင်ရင်းနေခဲ့ပါတယ်။စားထဲမှာတော့သူပါတည်သွားနိုင်တဲ့အလွန်အန္တရာယ်ရှိတဲ့တခုခုကိုရှာဖွေတွေ့ရှိခဲ့ကြောင်းရေးထားခဲ့တာပဲဖြစ်ပါတယ်။ရေးပြီးသွားတဲ့အခါမှာတော့သူကဟော့ဂန်ကိုတွားပြီးတော့အဖျော်စရာအက်စတန်ကိုပေးလိုက်ကာဒေါက်ကလက်ဆိုတဲ့လူကလာယူမဲ့အကြောင်းကိုလည်းမှားခဲ့ပါတယ်။ဟန်နွန်အိမ်မြတ်သွားတဲ့အခါမှာတော့အက်စတန်ကစာကိုဖွင့်ပြလိုက်ပြီးတော့ဆိတ်ရှုပ်သွားခဲ့ပါတယ်။ ခဏကြာတော့ဟန်နွန်လည်းအိမ်မြန်ရောက်လာခဲ့ပြီးသူဇနီးနဲ့အတူအိယာဝင်ခဲ့ပါတယ်။ရုတ်တရက်သူ့ခန်းပြောက်ွယ်သွားပြီးသူက1996ခုနှစ်ကတက်ခွဲခန်းတစ်ခုမှနိုးလာခဲ့ပါတယ်။တကယ်တော့1938ခုနှစ်ကမြို့ကြီးနဲ့လူတွေအားလုံးကဟန်နိုရဲ့ကုမ္ပဏီကတည်ထွင်ထားတဲ့သူ့ရောင်ကဘာရဲ့တစိတပိုင်းဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။သူကတခွဲခန်းကနေထွက်လာကဘားကိုသွားခဲ့ပြီးအရက်နဲ့ဈေးတောင်းနေအောင်လူတချို့ကသူ့ကိုစောင့်ကြည့်နေခဲ့ကြပါတယ်။အဲနောက်သူကဖုန်းထဲမှာတောက်ကလက်အတွက်အသံမက်ဆေ့တခုခြံထားခဲ့ပါတယ်။ သူကဖုန်းပြောနေတော့နောက်ဖေးတကားကနေလျှွက်ဝက်စမ်းကြည့်တဲ့လူတယောက်ပေါ်လာခဲ့ပြီးဟန်လွန်ကအဲ့ဒီလူကိုမြင်လိုက်ရတဲ့အခါမှာတော့အန်အားတင့်ကမှောင်မဲနေတဲ့လမ်းကြားလေးကိုလိုက်သွားခဲ့ပါတယ်။သူကရှာတွေ့ထားတဲ့အရာကြောင့်ပြောပြမလို့လုံနေတော့မှာပဲ။အဲ့ဒီလူကဓာတ်ထုတ်ပြီးတော့သူ့ကိုထိုးတက်လိုက်ပါတယ်။နောက်တစ်မိနစ်မှာတော့ဟန်နွန်းရဲ့လက်အောင်ငယ်သားဒေါက်ကလက်ကသူ့ဆက်ထဲက message တွေကိုဖွင့်ထားထောင်ခဲ့ပြီးရေချိုးကန်းလေးကိုတွားတဲ့အခါမှာတော့ရေချိုးကန်မှာသွေးတွေနဲ့အမိုက်ပုံးထဲမှာသွေးစိုးနေတဲ့ရှယ်အင်းကြီးတစ်ထည်ကိုတွေ့ပြီးတော့ထိတ်လန့်သွားခဲ့ပါတယ်။ မက်ဆေ့တခုမှာတော့ရဲတယောက်ကသူ့ကို yes scan ကိုချက်ချင်းသွားဖို့ကြံပေးထားခဲ့တာပါအဲဒါကြောင့်ဒေါဂလက်ကဂျန်နဲ့မက်ဆေ့တွေကိုနားမထောင်တော့ဘဲနဲ့ yes scan ကိုပြေးလွှားကိုသွားပါတော့တယ်အဲဒီမှာသူကစုံနောက်မက်ဘိန်းနဲ့တွေးခဲ့ပြီးအလောင်းတခုကိုလည်းတွေးခဲ့ပါတယ်အလောင်းကိုမြင်လိုက်ရတော့ဒေါဂလက်ကဝမ်းနဲ့ကြည်ခွဲသွားပြီးတော့အလောင်းကဟန်နိုဖြစ်တော့အတီးပြုတ်ကမက်ဒေးရဲ့မိဘနေကိုလည်းဖြေခဲ့ရပါတယ်သူကဟန်နိုအတွက်6နှစ်တာလှုပ်လှုပ်ခဲ့ရပြီးတဲ့နောက်သူတို့ကယင်းဤတဲ့တငယ်ချင်းတွေလိုဖြစ်ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီနောက်မဘိန်းနဲ့ဒေါဂလက်တို့ဟန်နိုရဲ့ရုံးခန်းကိုသွားခဲ့ကြပါတယ်။ ဇုံနောက်ကကုမ္ပဏီရဲ့စီမံကိန်းအကြောင်းသိချင်ပေမဲ့ဒေါက်ကလက်ကအဲ့ဒါတွေကိုကွန်ပျူတာဆော့ဝဲတွေကလိုလျောက်လုပ်တဲ့အကြောင်းနဲ့ဂျန်နာရီကလျှို့ဝှက်ချက်လက်တွေဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်။အဲ့အချိန်မှာပဲသူတို့ကအခြားကံတခန်းထဲမှာဂျိန်းလိုခေါ်တဲ့မျိုးသမီးတစ်ယောက်ကိုတတိထားမိခဲ့ကြပါတယ်။သူကဟန်နွန်ရဲ့သမီးဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့သူတရေကကလေးရှိချောင်းကိုဘယ်တော့မှမပြောခဲ့ဘူးတဲ့အတွက်ဒေါက်ကလက်ကအန်ဟောသွားခဲ့ရပါတယ်။သူကသူသမီးကိုညင်းမှုတလူလူကိုဖြစ်နေခဲ့တာပါ။မဘိန်းကဂျိန်းကိုစမေးဖို့ခေါ်သွားတဲ့အချိန်မှာတော့ဒေါက်ကလက်ကစသုံးတက်ကိုသွားခဲ့ပါတယ်။ ဲ့ဒီမှာသူကဟန်နိုဒက်ဝမ်းနဲ့ပူဆွေးနေတဲ့ဝက်စနီဆိုတဲ့ပရိုဂရမ်မာတယောက်နဲ့လည်းတွေ့ခဲ့ပါတယ်။သူကလုံနေတဲ့အတူရောက်ဖန်တီးမှုအကြောင်းနဲ့ပထမဆုံးစမ်းသပ်မှုအတွက်လားနဲ့ချီချောင်းလှုပ်ဆောင်ရအောင်မှဖြစ်ပေမဲ့ဟန်နိုကလောအင်ဂျလီမျိုးရဲ့အဲ့ဒီချိန်ကိုအမြဲတမ်းတွားရောက်လဲပတ်နေကြောင်းဒေါက်ကလက်ကိုပြောပြလိုက်ပါတယ်။ဒေါက်ကလက်ကဂျင်းချောင်းတိလာလို့မိတဲ့အခါမှာတော့ဝက်စနီကမတိချောင်းပြန်ဖြေခဲ့ပါတယ်။ဒီနောက်မှာဒေါက်ကလက်ကအခန်းမကြီးကိုပြန်လာခဲ့ပြီးဂျင်းကတက္ကစီပေါ်တက်ကထွက်သွားတာကိုလည်းတွေ့လိုက်ရပါတယ်။ တောက်ကလကသူ့ကိုတန်လျာဝင်နေတော့နောက်ကလိုက်ချောင်းမှုအတွက်အဲဂျိုကိုဂျိန်းတဲခိုတဲ့နေရာကိုမေးလိုက်ပါတယ်။အဲနောက်မှာမဘင်းကဝက်စနီကိုကုမ္ပဏီရဲ့သူတေသနာတွေအကြောင်းကိုစစ်မင်းနေပါတယ်။ဝက်စနီကသူ့ရဲ့တူရောင်ကဘာမှာဒူတွေကကွန်ပျူတာပရိုဂရမ်တွေဖြစ်နေတယ်ဆိုတာမသိဘဲနဲ့လေးလာတင်ယူနေကြတာ1939ခုနှစ်ကလော့အင်ဂျယ်လီမြို့ကိုရွေးချယ်ဖန်တီးရခြင်းရဲ့အကြောင်းပြချက်ကဟန်နိုဟာသူ့ရဲ့ငယ်ရွယ်စဉ်ကာလကိုပြန်လည်ကြည့်ရှုခြင်းနဲ့အတွေ့အကြုံဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်။ ဟိုတယ်မှာဒေါဂလက်ကအချင်းကိုရှာတွေ့ခဲ့ပြီးအကမ်းမမှာသူမနဲ့တွားတွေ့ကဟန်နွန်းနဲ့နောက်ဆုံးပြောခဲ့တဲ့အကြောင်းကိုမေးခဲ့ပါတယ်။ချင်းကပြင်သစ်မှာနေခဲ့ကြောင်းနဲ့လွန်ခဲ့တဲ့ရက်နေ့ငယ်ကသူ့ဘေကကုမ္ပဏီကိုပိတ်ဖို့အကူအညီတောင်းတဲ့အတွက်အမေရိကန်ကိုရောက်လာတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီနောက်ချင်းကသူ့ဘေရဲ့တည်တန်းစာကြောင့်ဆွေးနွေးဖို့ဟန်နွန်းရဲ့ရှိနေနဲ့တွေ့ခဲ့တဲ့အခါမှာတော့ဟန်နွန်းကနောက်ဆုံးမိနစ်မှာကုမ္ပဏီကိုဒေါဂလက်စီလွှဲပြောင်းပေးလိုက်တဲ့အကြောင်းကိုသိရရပါတယ်။အဲဒီချိန်မှာပဲမဘင်းကဟန်နွန်းကကုမ္ပဏီကိုသူ့စီလွှဲပေးခဲ့တဲ့အကြောင်းဒေါဂလက်ကိုပြောပြလိုက်တော့ ူကလည်းဂျိန်းလိုပဲဒေါလို့အံဩသွားခဲ့ရပါတယ်။ဒီပြောင်းတဲ့မှုကြောင့်ဒေါကလက်ကတန်တရာတရားခံတယောက်ဖြစ်လာခဲ့ပါတယ်။ဒေါကလက်ကဟန်နွန်အသက်ခံရတဲ့နေ့မှာဟန်နွန်နဲ့စကားမပြောခဲ့ကြအောင်ပြောခဲ့ပေမဲ့မဘင်းကဟန်နွန်မသိခင်လေးမှာသူ့ရဲ့ဖုန်းကောဆိုမှုကတ်ကိုအသုံးပြုခဲ့ကြအောင်ရှင်းပြခဲ့ပါတယ်။အိမ်မရောက်တော့ဒေါကလက်ကသူ့စစ်တဲမှာဂျန်တဲ့ message တွေကိုနားထောင်ခဲ့ပြီးနောက်ဆုံးမှတူယောင်ကဘာထဲမှာဝတ်ထားတဲ့စာတစ်စောင်အကြောင်းဟန်နွန်ကပြောပြနေတာပဲဖြစ်ပါတယ်။ ဟန်တော်ကအဟောင်းစရာတစ်ခုခုကိုတွေးခဲ့တဲ့အကြောင်းပြောနေခဲ့ပြီးလျှော့ဝက်ဆန်းကျတဲ့လူကိုငါ့ကိုဘလို့ရှာတွေ့တာလဲလို့မေးလိုက်တဲ့အချိန်မှာတော့အတန်သွင်းထားတာကပြီးသွားခဲ့ပါတယ်။ဒေါက်ကလက်ကရုံးကိုချက်ချင်းပြီးသွားခဲ့ပြီးကွန်ပျူတာပေါ်မှာဟန်တော်ရဲ့ချက်လက်တွေကိုရှာဖွေပြီးတော့ဝက်စနီကိုသူ့ကိုပို့ဆောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဝက်စနီကအစာဝိုင်းမှာညှဉ်းဆန်ခဲ့ပြီးတော့အဲ့ဒါကအနေအများကြောင့်ရှင်းပြခဲ့ပေမဲ့ဒေါက်ကလက်ကတော့တဲလွန်စားတွေကသူ့ကိုပဲဥတည်နေတဲ့အတွက် သူကဟန်တော်ကိုတတ်ပြီးတော့မိသွားတာဒါမှမဟုတ်သူ့ကိုတရားဥပဒေထောင်ချောက်ဆင်ထားတာဖြစ်နိုင်ကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့ဝက်စနီကစိတ်ပြောင်းသွားခဲ့ပါတယ်။ ဝက်စနီကတနာရီပဲချိန်ဆပေးနိုင်ကြောင်းပြောလိုက်တဲ့အခါမှာဒေါဂလက်ကအနေအများပဲမယ်လဲနှစ်နာရီလောက်ထိချိန်ဆပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒီနောက်မှာတော့ဒေါဂလက်ကတခွဲခန်းထဲမှာလဲလျောင်းခဲ့ပြီးအချိန်လွဲပြောင်းပြီးတဲ့အခါမှာတော့သူကဗန်စီရဲ့တူရဲ့ခန္ဓာကိုယ်ထဲဝင်လာအတူရောင်ကဘာလေးကိုရောက်သွားပါတော့လေ။အဲ့ဒါကတော်တော်ထူးဆန်းနေခဲ့ပြီးဒေါဂလက်ကသူ့ကိုယ်သူ ထိ ंछ ုပ်ဖို့အတွက်ရေချိုးခန်းထဲထိကိုပြေးသွားခဲ့ပါတယ်။တတိယကသူ့ကိုမတက်မတာဖြစ်နေတာကိုသတိထားမိကြောင်းပြောကတဏိတာအားလဲရက်ပေးခဲ့ပါတယ်။ ဒေါကလကဇာဥကနေထွက်ခွာလာခဲ့ပြီးတော့တကယ်စစ်မှန်တို့ဖြစ်နေတဲ့ရှီအောင်လော့အီဂျီလီမျိုးကိုကြည်ကအားအသင့်နေခဲ့ပါတယ်။ဟန်နိုဟာတူယောင်ကဘာကိုသွားတဲ့အခါပါဇာနရီကရှီအောင်ပစ္စည်းဆိုင်ပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကိုယူတဲ့အကြောင်းဝက်စနီကသူ့ကိုပြောခဲ့တဲ့အတွက်ဒေါကလကစိတ်နေရင်ထားပြီးတော့အဲဒီကိုတက္ကစီနဲ့သွားခဲ့ပါတယ်။ခဏကြာတော့ဒေါကလကဆိုင်ကိုရောက်သွားခဲ့ပြီးပိုင်ရှင်ဂရီယာဆန်ကဟန်နိုနဲ့အတိအကျတူနေတာကိုတွေ့ကာအံ့ဩသွားခဲ့ပါတယ်။ဂရီယာဆန်ကသူ့ကိုမမ်းမိခဲ့ပေမဲ့လည်းဒေါကလရဲ့ရုပ်ကိုတော့ယင်းနေတယ်လို့ထင်နေခဲ့တာပါ။ အရင်တော့မှာတော့ဒေါကလက်ကဟော်တယ်ကိုသွားပြီးတော့အကသမားတွေကိုဟန်နွန့်ကြောင်မေးတဲ့အခါမှာတော့တယောက်ကသူ့ကိုအက်စတန်နဲ့တွေ့ဖို့ပြောပါတယ်။အက်စတန်ရဲ့မျက်နှာကဝက်စတင်နဲ့တူနေတာကိုဒေါကလက်ကတွေ့လိုက်ရပြီမဲ့ဘာမှမပြောခဲ့ပဲနဲ့မေးခွန်းတွေပဲမေးခဲ့ပါတယ်။ဟန်နွန့်ကလာနေကြဲ့တဲ့ဖြစ်ပြီးအမြဲတမ်းစကီလမ်းလေးတွေကိုရှာလေးရှိကြောင်အက်စတန်ကပြောတဲ့အခါမှာတော့ဒေါကလက်လည်းအံ့အားတင်သွားခဲ့ရပါတယ်။ဒေါကလက်ကစာကြောင်မေးလိုက်တဲ့အခါမှာတော့အက်စတန်ကမသိကြအောင်စောင့်နေခဲ့ပြန်ပါတယ်။ ရုတ်တရက်ချင်းကုန်ကနီးပြီဖြစ်တဲ့အတွက်ဒေါက်ကလက်တယောက်နေမကောင်းဖြစ်လာတာကြွတ်တက်လာတဲ့အခါမှာတော့ရေချိုးကန်းထဲကိုပြေးသွားခဲ့ရပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲဒေါက်ကလက်တယောက် တခွဲကန်းထဲမှာနိုးလာပြီးမအီမသာဖြစ်နေတော့အတူရောင်ကဘာထဲမှာဒေါက်ကလက်ဝင်ခဲ့တဲ့လူကဘယ်ရောက်နေမှန်းဘလို့ရောက်လာမှန်းမသိဘူးဆိုတာကိုအရှန်ကသတိထားမိလိုက်ပါတယ်။တကွက်ကန်ထဲမှာတော့ဝက်စနီကဒေါက်ကလက်ကိုစိတ်ညောင်းလုပ်ပေးနေခဲ့ပြီးနှစ်နာရီကြာနေခဲ့တဲ့အတွက်စူပူခဲ့ပေမဲ့အတူရောင်ကဘာကတကယ်အစ်မန်အတိုင်းဖြစ်နေကြောင်းဒေါက်ကလက်ကပြောလိုက်တဲ့အခါမှာတော့သူကဝမ်းသာသွားခဲ့ပါတယ် ဒါမဲ့လည်းဟန်နိုအားဒီတူရောင်ကဘာမှာမင်းကလေးတွေနဲ့အဲရဖို့သုံးခဲ့တာကိုကြားလိုက်ရတဲ့အခါမှာတော့သူလဲစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။စကားပြောနေတော့တယောက်ကဒေါက်ကလက်ကိုရှာနေတဲ့အကြောင်းဆောင်းတယောက်ကလာပြောပါတော့တယ်။ဒေါက်ကလက်ကအဲကန်းကိုသွားကတုံဆူတဲ့လူနဲ့တွေးခဲ့ပြီးတုံကဟန်နိုကိုတုံခဲ့တဲ့ညကဘာမှတွေးခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။သူကနှစ်ယောက်တည်းစကားပြောချင်ကြောင်ပြောတဲ့အခါမှာတော့ဒေါက်ကလက်လည်းသူ့ကိုကားပါကင်စီကိုခေါ်သွားပေးခဲ့ပါတယ်။ပစံတောင်းပြီးတဲ့အခါမှာတော့တုံကဟန်နိုကိုတတ်ခဲ့တဲ့လူကိုသူ့ကိုဆွဆဲပြီးတော့ဒေါက်ကလက်ကိုထိုးချင်းခဲ့ပါတော့တယ်။ ဒေါက်ကလကခုခံပြီးပြန်ထိုးလိုက်တဲ့အခါမှာတော့တွန်ရဲ့ခေါင်းကကားပရင်းပေါက်ကိုဝင်ဆောင်မိသွားခဲ့ပါတယ်။တွန်တယောက်ဒေါက်ကလကိုယူလို့ခေါ်ကသူကအမေရိကန်ရဲ့အလို့ရှိဆုံးစီးရင်ဝင်တယောက်ဖြစ်ကြောင်းပြောခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဒေါက်ကလကဂျင်းကိုဖုန်းခေါ်ပြီးတော့ညစာစားဖို့ဖိတ်ပါတယ်။ဟန်နွန်ကသူ့အတွက်ထားခဲ့တဲ့ message အကြောင်းပြောပြခဲ့ပေမဲ့သူကဟန်နွန်တက်ခံရတဲ့နေ့မှာဟန်နွန်နဲ့တွေ့ပြီးတော့စကားပြောခဲ့လားဆိုတာကိုတော့မမှတ်မိခဲ့ပါဘူး။ကျင်းကတော့ရဲတွေကိုအကြောင်းစုံပြောပြဖို့နဲ့မှန်ညံပြဿနာတွေကိုဖြစ်စေနိုင်တဲ့အတူရောင်ကဘာနဲ့ဝေးဝေးနေဖို့တောက်ကလပ်ကိုခြံပေးလိုက်ပါတယ်။ ။ဒေါက်ကလက်ကလည်းဂျင်းကိုအရင်ကတွေ့ဘူးတယ်လို့ထင်နေခဲ့ပေမဲ့ဂျင်းကတော့စကားလမ်းကြောင်းတွေ့လိုက်ပါတယ်။သူမကဒေါက်ကလက်ကိုကားဖို့ပြောလိုက်ပြီးနောက်ဆုံးမှသူ့ကိုတီးတယ်လို့လို့ခန်းစားနေရကြောင်းကိုလည်းထုတ်ပြောခဲ့ပါတယ်။မြင်မှုတလူလိုခန်းစားနေရတဲ့ခန်းစားချက်ကမြင်မြင်ချင်းချစ်မိသွားတာဖြစ်နိုင်ကြောင်းဒေါက်ကလက်ကရှင်းပြလိုက်တဲ့အခါမှာတော့ဂျင်းနဲ့ဒေါက်ကလက်တို့ကနိုင်ခဲ့ကြပါတယ်။အဲညမှာရဲတွေကဟန်နိုမူရဲ့အဓိကတန်တရားရှိသူဖြစ်ဒေါက်ကလက်ကိုဖမ်းဆီးဖို့အတွက်သူ့ရဲ့တိုက်ခန်းကိုရောက်လာခဲ့ကြပါပြီ။ ရဲစခန်းကိုရောက်တဲ့အခါမှာတော့မဘိန်းကလူတန်းမှုဖြစ်ခဲ့တဲ့ဘားရဲ့ CCTV မှတ်တမ်းထဲမှာဒေါက်ကလက်ရဲ့ကားကိုတွေ့ရှိခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဒေါက်ကလက်ကကုမ္ပဏီကိုပိတ်ပစ်ဖို့အတွက်ဟန်တုံကိုတတ်ခဲ့တာဖြစ်နိုင်ကြောင်းကိုလည်းမဘိန်းကယူဆခဲ့ပါတယ်။တွန်းကလည်းရဲတွေကိုဒေါက်ကလက်တယောက်ဟန်တုံနဲ့တူဘားကနေထွက်ခွာသွားတာကိုတွေ့ခဲ့ပေမဲ့နိုင်နေငယ်ကြမှာတော့ရဲတွေကတွန်းကိုတိတ်ဆုံးလျက်တွေ့ခဲ့တာဖြစ်ကြောင်းဝန်ခံချက်ပေးခဲ့ပါတယ်။ဒေါက်ကလက်ကတညာလုံးထောင်ထဲမှာနေခဲ့ရပေမဲ့လည်းမနေ့ရောက်တော့ဂျင်းကသူ့ကိုအာမခံနဲ့လာထုတ်ပေးခဲ့ပါတယ်။ အမန်တရားကိုရှာဖွေဖို့ဆုံးဖြတ်ထားတဲ့ဒေါက်လက်တယောက်တခွဲကန်းကိုသွားပြီးတော့တွေ့အောင်ကဘာတဲကိုဝင်ရောက်ကအချင်းကို2နာရီထပ်ပြီးတော့တမှန်လိုက်ပြန်ပါတယ်။ဒါပေမဲ့လည်းသူကခလုတ်တစ်ချက်နှိပ်ဖို့မိသွားခဲ့တဲ့အခါမှာတော့အချင်းကမမှန်ပဲယက်နေခဲ့ပြန်ပါတယ်။ကွန်ပျူတာကသူ့ကိုသတိပေးဖို့ကြိုးစားပေမဲ့လည်းဒေါက်လက်ကတော့အခန်းထဲရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။တွေ့အောင်ကဘာတဲကိုရောက်သွားတော့ဒေါက်လက်တယောက်အကပြန်ပွဲတစ်ခုရဲ့အလဲကိုရောက်နေခဲ့တာပါ။သူကသူ့ရဲ့အကပေါ်ကိုချက်ချင်းပစ်ထားခဲ့ပြီးတော့ရှီအောင်ပစ္စည်းဆိုင်ကိုပြန်လာကဂရီယာဆန်ထွက်လာအောင်ပရင်းပေါက်ကိုကြောက်ခဲနဲ့ပြစ်ပေါက်ခဲ့ပါတယ်။ အစာပိုင်းမှာဂရီယာဆန်ကသူ့ကိုမတွေ့ချင်ပေမဲ့ဒေါဂလက်ကသူ့ကိုဘာလို့တခါတလေမှာအချိန်လေးဟာသွားပြီးတော့သူ့ပြောက်နေမဲမတည်ပဲနဲ့နိုးလာရတာလဲဆိုတာရှင်းပြနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်ဂရီယာဇန်လိုလာပြီးတဲ့နောက်မှာတော့သူကတခြားလူတယောက်ရဲ့အရေးအောင်တွေကိုမြင်ရကြောင်းနဲ့သူစနီးကသူ့ဝက်စားရီမှာမိန်ကလေးရဲ့အနံ့ကိုရခဲ့ကြောင်းထုတ်ပြောခဲ့ပါတယ်။သူ့ရဲ့ရအောင်မှာထိုးစမ်းတဲ့အရာတခုတွေ့ခဲ့တဲ့အကြောင်းကိုလည်းသူကပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူကဇီးတိမဲ့ဝက်စုံပါတဲ့အိတ်ကလုံးကိုထုတ်ပြပြီးသူ့မွေကယ်ဖို့ကြောင်းနဲ့ဝယ်ခဲ့တာကိုလည်းမှတ်မိကြောင်းဒါပေမဲ့သူနဲ့ကွက်တိဖြစ်နေကြောင်းကိုပြောခဲ့ပါတယ်။ န်နိုဟာအဲ့ဒီဝတ်စုံတွေကိုဒီမှာထားပြီးရောက်လာတဲ့ခါတိုင်းမှာထုတ်ဝက်ဖို့အတွက်ဝယ်ထားတာဆိုတာကိုဒေါက်ကလက်ကသဘောပေါက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဒေါက်ကလက်ကဂရီယာဆန်ကိုဟိုတယ်ကိုခေါ်သွားတဲ့အခါမှာတော့ဝန်ထမ်းတွေကသူ့ကိုဟန်နိုလို့ခေါ်ခဲ့ကြပါတယ်။သူတို့ကခန်းမတွေကိုဝင်တဲ့အခါမှာတော့ဂရီယာဆန်ကဟန်နိုရဲ့မှတ်ဉာဏ်တွေကိုရှာဖွေဖို့အာရုံစိုက်ထားခဲ့ပါတယ်။ကောင်မလေးတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့အတွက်အထောက်ကိုပြခဲ့ပြီးဟန်နိုကလူတစ်ယောက်ကိုစားတစားပေးခဲ့တယ်ဆိုတာကိုလည်းသူကမှတ်မိသွားခဲ့ပါတယ်။ ရီယာဆန်ကဖျော်ဆရာကိုလက်ညှိုးထိုးပြလိုက်တဲ့အခါမှာတော့အက်တန်ကတတိထားမိပြီးတော့အခန်းထဲကနေမြန်ထွက်သွားခဲ့ပါတယ်။ဒေါက်ကလက်ကသူ့နောက်ကိုဝယ်လဲခန်းထဲထိလိုက်သွားတဲ့အခါမှာတော့အက်တန်ကနောက်ကနေထွက်လာကသူ့ကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။သူကစာကိုဖတ်ခဲ့ကြောင်းဝန်ခံခဲ့ပြီးတော့သူကလူတွေတီထွင်ထားတဲ့အရာဖြစ်တယ်ဆိုတာလည်းတည်သွားပြီဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။အက်တန်ဟန်နိုရဲ့စာတွေကညွန်ကြားချက်အတိုင်းဒါစီတွေကိုဖျက်ချော်ပြီးတော့တူဆုံကိုမောင်းနေသွားခဲ့တာပါ။ သူဆိုမှာတော့သူကကဘာရဲ့အဆုံးကိုမြင်တွေ့ခဲ့ရပြီးဒီလက်တွေ့ဘဝဟာတူယောင်ဖြစ်တယ်ဆိုတာကိုလည်းနားလည်သွားခဲ့ပါတယ်။ဟန်နိုနဲ့ဒေါက်ကလတ်တို့ဟာလူရည်ရဲ့စိတ်ထဲမှာဘာလို့ဝေရှုပ်ကျင်နေရတာလဲဆိုတာသူကသိကျင်နေခဲ့ပြီးဒေါက်ကလတ်ကလည်းတကယ်စစ်မှန်ကိုပြသပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲဒီနောက်သူကယူတယောက်လိုရေမောလိုက်ပြီးဒေါက်ကလတ်ရဲ့ပခုံးနဲ့ခြေောက်ကိုလည်းတနက်နဲ့ပြစ်လိုက်ပါတယ်။သူကဒေါက်ကလတ်ကောင်းကိုပြစ်ဖို့ချိန်နေတုန်းမှာပဲဒေါက်ကလတ်ကသူ့ကိုထိုးပြီးတော့ထွက်ပြေးသွားပါတယ်။ အာဇီနန်တယောက်လိုက်ဖမ်းရင်ရန်တမ်းပြစ်နေခဲ့ပြီးဒေါဂလက်ကလည်းထွက်ပြေးနေရင်းနဲ့အချင်းကဘာလို့မကုံသေးတာလဲဆိုပြီးတွေးနေကြပြန်ပါတယ်။အာဇီနန်ကရေကူးကန်နာကသွေးဆက်တွေကိုချီယာခံလိုက်ခဲ့ပေမဲ့လည်းဒေါဂလက်ကသူ့ကိုလက်ဝင်တိုက်ကထိုးချိခဲ့ပါတယ်။သူကအာဇီနန်ရဲ့တနက်ကိုယူပြီးတော့ဗဇက်ထဲထက်ကဟာနိုပေးခဲ့တဲ့စာကိုထုတ်ပေးခံလိုက်တဲ့အခါမှာတော့အာဇီနန်ကသူ့ကိုပေးလိုက်ပါတယ်။ဒါမဲ့လည်းအာဇီနန်ကသူ့ကိုချုပ်ပြီးတော့တိုင်လုံးနဲ့ဒေါဂလက်ကိုထက်ရိုက်ဖို့တောင်းကြောက်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးရေထဲပြုတ်ကြပြီးတော့အက်စတန်ကဒေါက်ဂလတ်ကိုထိုးချိတ်ကရေနဲ့တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒေါက်ဂလတ်တယောက်အသက်ရှူရက်ကနေမှဝက်စနီကသူ့ကိုတွေ့အောင်ကဘာတွေကနေဆွဲထိုးလိုက်နိုင်ခဲ့ပါတယ်။အက်စတန်နဲ့တူနေတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့ဒေါက်ဂလတ်ကသူ့တငယ်ချင်းဝက်စနီကိုထိုးလိုက်ပြီးမှသူ့အိမ်ပြန်ရောက်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲဒီနောက်ဒေါက်ဂလတ်ကဝက်စတန်ဒီကိုတွေ့အောင်ကဘာတွေကလူတွေကသူတို့တွေလိုမျိုးအစ်မံဖြစ်ကြောင်းကိုပိုင်ဘိုးကခန်းစားချက်တွေရှိကြောင်းကိုပြောပြလိုက်ပါတယ်။ ဒေါက်ကလတယောက်သူတို့ရဲ့စိတ်တွေကိုမနှောက်ရှက်တင်ဘူးလို့ထင်ပြီးတော့ဒီစီမံကိန်းအားလည်းအမားတစ်ခုဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။ဝက်နီကတော့ပရိုဂရမ်ရေးဆွဲထားတာဖြစ်ကြောင်းပြောကသူ့ကိုနားချခဲ့ပေမဲ့လည်းဒေါက်ကလကစိတ်ဆိုးပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ဟိုတယ်မှာတော့မဘင်းကဒေါက်ကလကိုစောင့်နေခဲ့ပြီးဂျင်းပြောက်ဆုံးသွားကြောင်းကိုပြောပြလိုက်ပါတယ်။နောက်ကျောင်းလိုက်ပြီးတဲ့အခါမှာတော့ဟန်နိုမာကလေးမရှိကြောင်းနဲ့အမေရိကန်ရောပြင်သစ်မှာပါဂျင်းမီနဲ့မျိုးသမီးတယောက်မှမရှိကြောင်းမဘင်းကတည်ပြနိုင်ခဲ့ပါတယ်။ ဒါကိုကြားလိုက်ရတော့ဒေါက်ကလက်တယောက်စိုးရိမ်သွားခဲ့ပြီးရဲနှဲငယ်ကြာမှဂျင်းကိုတက္ကစီနဲ့လိုက်ပို့ခဲ့တဲ့ရင်မောင်းကိုရှာပြီးတော့ချက်လက်တွေပြောပြခိုင်းကပတ်စံပေးခဲ့ပါရယ်တကယ်တော့ဂျင်းကမျိုးတမျိုးကိုသွားဖို့တက္ကစီကိုစီးခဲ့တာဖြစ်ကြောင်းသိလိုက်ရပြီးဒေါက်ကလက်ကအဲ့ဒီမျိုးကိုလိုက်သွားကစုံစမ်းတဲ့အခါမှာတော့ဂျင်းသုံးပြူနေတဲ့ခန္ဓာကိုယ်ဟာကွန်ဆိုဆိုင်ကငွေရှင်းကောင်တာမှာထိုင်တဲ့ဈေးမှာဖြစ်ကြောင်းတွေ့သွားခဲ့ပါရယ်ဒေါက်ကလက်ရောက်လာတဲ့အခါမှာတော့သူကသူ့ကိုမမတ်မိပေမဲ့လည်းရင်းနှီးနေသလိုတော့ခံစားရကြောင်းဝေခံခဲ့ပါရယ် အစတန်ရဲ့ဇလန်းကိုမဲ့ရသွားပြီးတဲ့နောက်မှာတော့ဒေါကလက်တယောက်စားထဲမှာပေါ်ပြထားတဲ့လမ်းကြောင်းတိုင်းလိုက်သွားကအတားစီတချို့ကိုဖျက်ကျော်ပြီးတဲ့နောက်ဆုံးမှာတော့ကဘာရဲ့အဆုံးကိုရှာတွေ့သွားခဲ့ပါပြီ။သူဟာကုတ်တွေနဲ့ဝါယာရိုးတွေရှိတဲ့နိုင်ငံတစ်ခုကိုလည်းတွေ့သွားခဲ့ပြီးတော့1996ခုနှစ်ကသူ့ရဲ့လက်တွေ့ဘွားကလည်း1938ခုနှစ်ကလက်တွေ့ဘွားအတိုင်းအတူရောဖြစ်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်။တကယ်တော့သူကိုယ်တိုင်ကလည်းအစ်မမဟုတ်နေခဲ့တာပါ။ဒီချိန်ထဲမှာပဲမပင်းကဂျိန်းနဲ့တူတဲ့ငွေရှင်းကောင်တာကဆေးမကိုတွေးလိုက်ရပါပေမဲ့သူကသူ့ကိုမှမမိခဲ့ပါဘူး။ ဘဝင်းကသူ့ယာရှိကိုဈေးမရဲ့မှတ်တမ်းတွေကိုစစ်ဆေးခိုင်းတဲ့အခါမှာတော့သူကတညာလုံးအပြင်ထွက်ပြီးတော့တညာလုံးအိတ်နေတာကိုသူ့တငယ်ချင်းတွေကသတိထားမိခဲ့ကြောင်းသိသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဂျင်းကဈေးမခန္ဓာကိုယ်ရဲ့ကိုဝင်လာခဲ့ပြီးတော့အပြင်မှာမဘင်းကိုတွေ့လိုက်ရတဲ့အခါမှာတော့ပြေးပုံးကဟန်ရွေးရဲ့ရုံးခန်းမှာတွေ့ဖို့ဒေါက်ကလက်ကိုဖုန်းဆက်ပြောခဲ့ပါတယ်။ ခနာကြမှာတော့ဂျင်းကဒေါက်ကလက်ကိုမန်တရားတစ်ခုလုံးကိုပြောပြခဲ့ပါတယ်အတူရောင်ကဘာတွေကထောင်ပေါင်းများစွာရှိပေမဲ့ဒီတစ်ခုကသာအတူရောင်ကဘာထဲမှာနောက်ထပ်အတူရောင်ကဘာကိုဖန်တီးနိုင်ခဲ့တဲ့တကူရီသောကဘာဖြစ်နေခဲ့ပါတယ်ဂျင်းကဟန်နုံကိုမတက်ခဲ့ပဲဟန်နုံဆုံးသွားတဲ့နောက်မှာတော့သူသမီးဖြစ်ဟန်ဆောင်ပြီးကုမ္ပဏီကိုအမွေဆက်ခံဖို့အတွက်ဈေးလိုချင်းခံခဲ့ရတာပဲဖြစ်ပါတယ်သူကကုမ္ပဏီကိုပိတ်ပစ်ဖို့ရည်ရွယ်ခဲ့ပေမဲ့လည်းဟန်နုံကသူ့ရဲ့ဒေသန်းစာကိုပြောင်းလဲပြီးတော့သူတို့ကိုလဲစားခဲ့တာပဲဖြစ်ပါတယ် ဒေါကလရဲ့ခန္ဓာကိုယ်ကဟန်နှုံးကိုဓာတ်နဲ့ထိုးခဲ့တာဖြစ်ပေမဲ့ဒါကဂျင်းရဲ့ယောက်ျားဒေးဗစ်ကဒေါကလကိုထိန်းချုပ်နေတဲ့အချိန်မှာတက်ခဲ့တာပဲဖြစ်ပါတယ်။သူခင်မောကအတူယောင်ကဘာကိုဆွဲလန်းသွားပြီးတော့နိုင်ကျင်းတဲ့သူဖြစ်လာအောင်ကျင်းပြသွားခဲ့တဲ့ကြောင့်ဂျင်းကရှင်းပြခဲ့ပါတယ်။ဒေါကလနဲ့ဟန်နှုံးတို့ကကဘာရဲ့ဆုံးကိုမြေတွေးခဲ့ရတဲ့အတွက်သူတို့မှာစိတ်ဝိညာဉ်နဲ့ငယ်ရှိနေခဲ့ပြီးတော့အစစ်မှန်ဖြစ်တယ်ဆိုတာသက်သေပြနိုင်မယ်လို့ဂျင်းကထင်နေခဲ့တာပဲဖြစ်ပါတယ်။အတူယောင်ကဘာကိုရောက်လာတဲ့အခါဂျင်းကဒေါကလကိုစောင့်ကြည့်နေပြီးတော့သူ့ကိုချင့်မိသွားခဲ့တာပဲဖြစ်ပါတယ်။ ဒေါက်လက်ကတော့သူကစစ်မှန်မှုကြောင့်လည်းချစ်ဖို့မဖြစ်နိုင်ကြောင်းပြောခဲ့ပေမဲ့ဂျိန်းကသူ့ကိုနမ်းလိုက်တဲ့အခါမှာတော့သူတို့ကချစ်ရည်ကြောင်းမှမျောသွားခဲ့ကြပါပြီ။အဲဒီမှာပဲဝစ်တန်ဒီကတူယောင်ကဘာတွေကိုဝင်သွားခဲ့ပြီးကားမောင်းနေတဲ့တန်ရဲ့ခန္ဓာကိုယ်တွေကိုရောက်သွားခဲ့ပါတယ်။ဝစ်တန်ဒီကတခြားကားတွေကိုမတိုင်းမိအောင်အမြန်ရှောင်ခဲ့ပေမဲ့လမ်းဘေးကအသားတွေကိုတော့တိုင်းမိသွားခဲ့ပါတယ်။သူကသူ့ရဲ့ခန္ဓာကိုယ်အစ်ကိုမှန်ထဲမှာကြည့်နေတော့ရဲတွေကသူနာရောက်လာကရင်မောင်းနိုင်စဉ်ကိုတောင်းပါတော့လေ။သူကကားရဲ့ dashboard ကိုရှာလိုက်ပြီးမဲ့တနက်တလက်ကိုတွေ့တဲ့အခါမှာတော့ချက်ချင်းဝှေ့လိုက်က အစတန်ရဲ့ပတ်စံအိတ်ကိုလည်းတွေ့သွားခဲ့ပါတယ်။ဒါကသူ့ရဲ့ရင်မောင်းနိုင်စဉ်ကိုတွေ့ရခါမှာတော့ကားကမိုးရေထဲမှာချော်သွားတာကိုယုံကြည်သွားခဲ့ပြီးတော့ဝက်စတန်တီကိုလည်းသွားခွင့်ပြုလိုက်ပါတယ်။ဒါမဲ့လည်းသူကသွားကနီးမှာတော့ကားနာဖုံးလေးကအတန်တခုကိုကြားလိုက်ရပါတယ်။ရဲရဲကြီးတယောက်ကဝက်စတန်တီကိုကားနာဖုံးကိုပင်ခန်းတဲ့အခါမှာတော့ကျိုးတို့ခံထားရပြီးတော့သွေးထွက်နေတဲ့ဗန်စီလေးကိုတွေ့လိုက်ရပါတယ်။ရဲကဝက်စတန်ဒီကိုဖမ်းဖို့ကြိုးစားပေမဲ့လည်းဝက်စတန်ဒီကနောက်ဆုတ်လိုက်တဲ့ခါမှာတော့တခြားကားတစ်စီးနဲ့မတော်တဆအတိုင်းမီသွားခဲ့ပါတယ် အဲဒီအချိန်မှာပဲအချိန်ကုန်ဆုံးသွားပြီးတော့ဝက်စနေတယောက်တခွဲခန်းထဲမှာပြန်လို့လာခဲ့ပါတော့လေဒါမဲ့လေသူကလိုလျောက်တကားတွေကိုဘလို့ဖွင့်ရမှန်းမသိပဲနဲ့ပစ္စည်းတွေကိုရှောက်ကန်ကြည့်နေခဲ့ပါတယ်အဆောင်က CCTV ကနေဝက်စနေရဲ့ထူးခြားတဲ့အပြုမူတွေကိုတတိထားမိပြီးတော့ဒေါက်ကလက်ကိုဖုန်းကောကတတိပေးလိုက်ပါတယ်ဒေါက်ကလက်ကတခွဲခန်းကိုထွက်သွားပြီးတော့ဂျင်းကလည်းမဘင်းကိုဖုန်းဆက်ခဲ့ပါတယ် ခဏကြတော့ဒေါကလက်ကကုမ္ပဏီကိုရောက်လာခဲ့ပြီးတနက်မရှိတော့ဘဲနဲ့သတိမေ့နေတဲ့အဆောင်ကိုပဲတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့သူကဝစ်နန်ဒီကိုသွားကြည့်တဲ့အခါမှာသူကတီဗီကိုတစ်စမ်းတစ်ခုလိုမျိုးရေမောကကြည့်နေခဲ့ပါတယ်။စကားပြောကြည့်လိုက်တဲ့အခါမှာတော့ဒီလူကတကယ်တမ်းကျတော့ကားတိုက်ခံရလို့တိတ်ဆုံးသွားခဲ့တဲ့ဝစ်နန်ဒီစတာပြန်လာနိုင်ခဲ့တဲ့အက်စတန်ဖြစ်နေတယ်ဆိုတာကိုဒေါကလက်တယောက်သဘောပေါက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဒေါကလက်ကအက်စတန်ကိုဒီကဘာဟာလဲအတူရောင်ဖြစ်ကြောင်းရှင်းပြပေးမိမယ်။အက်စတန်ကသူ့မွေးဖွားရနေရာကိုမြင်ရင်ကြည့်ချင်နေတော့မှဖြစ်ပါတယ်။ သူတို့ကဒက်လီကားနဲ့ရောက်တဲ့အခါမှာဂျင်းရဲ့ယောက်ျားဒေးဗစ်ကဒေါက်ဂလက်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်ခဲ့ပါတယ်။သူကစကောင်းပြောပေးတဲ့နှုတ်ဆက်တွေကအက်စတန်ကိုတူရောင်ကဘာအတွက်ပရိုဂရမ်တွေလုံဆောင်နေတဲ့ကွန်ပျူတာတွေအကုန်လုံးရှိတဲ့ခန်းကိုလည်းခေါ်သွားပေးခဲ့ပါတယ်။အက်စတန်ကခန်းထဲပတ်ကြည့်နေတော့ဒေးဗစ်ကအဆောင်ရဲ့တနက်ကိုရှာတွေ့ပြီးတော့အက်စတန်ကိုနှစ်ချက်ပြစ်ကာတပ်ပစ်ခဲ့ပါတယ်။ခဏကြာမှတော့ဒေးဗစ်ကဂျင်းနဲ့ပြန်လည်တွေ့ဆုံခဲ့ပြီးအစာပိုင်းမှာဒေါက်ဂလက်ဖြစ်ကိုဟန်ဆောင်ခဲ့ပါတယ်။သူတို့နန်းနေရုံမှာပဲဒေးဗစ်ကသူ့ရဲ့တရုတ်မှန်ကိုထုတ်ပေါ်ပြောလိုက်ပြီးတော့ဖောက်ပြန်တဲ့အတွက်ဂျင်းကိုလည်းထိုးချိတ်ခဲ့ပါလို့ရတယ်။ သူကဂျင်းကိုအဲ့ရပေါ်ပြစ်တင်လိုက်ပြီးလည်းပဲညှစ်နေတော့ဂျင်းကနှိုးစက်နာရီကိုယူပြီးတော့သူ့ရဲ့ကောင်းကိုရိုက်ချပြစ်လိုက်ပါတယ်။ဒီဘက်ကတနက်နဲ့ရန်ပြစ်တဲ့အခါမှာတော့ဂျင်းတယောက်ဓာတ်လေကားစီကိုထွက်ပြေးသွားခဲ့ပါတယ်။ဒီဘက်ကတကားကိုပိတ်မသွားအောင်လို့လက်ခံထားတဲ့အခါမှာတော့ဂျင်းကသူ့ရဲ့လက်လွတ်သွားတဲ့အထိကိုသူ့လက်ကိုရိုက်နေခဲ့ရပါတယ်။ဒေါသထွက်နေတဲ့ဒီဘက်တယောက်ဓာတ်လေကားတကားကိုတနက်နဲ့ပြစ်ခဲ့ပေမဲ့လည်းကြီးစံတွေကမဖောက်နိုင်ခဲ့ပါဘူး။ဂျင်းတယောက်အဲခမ်းမကြီးတဲ့ကိုရောက်တဲ့အခါမှာတော့တကားတွေကတော့ခတ်ထားတာကိုတွေ့လိုက်ရပါတယ်။ ခဏကြာတော့ဒေးဗစ်ကသူ့နောက်ကိုရောက်လာခဲ့ပြီးတနက်နေ့ပြစ်ခဲ့ပေမဲ့လွဲသွားကကြည်စံတွေကလည်းဖင်းပေါက်ကိုထိမှန်သွားခဲ့ပါတယ်။တကယ်တမ်းဂျင်းကဖုန်းခေါ်ခဲ့တဲ့အတွက်မက်ဗင်းတယောက်ရောက်လာပြီးဒေးဗစ်ကိုချိန်ပြီးပြစ်ခတ်လိုက်တာဖြစ်ပါတယ်။ဂျင်းကသူ့ယောက်ျားရဲ့အသီးစိတ်ကိုဒီကဘာထဲမှာပိတ်မိသွားအောင်ဒေါက်ကလက်ရဲ့ခန္ဓာကိုယ်ထဲဝင်နေတော့တတ်ဖို့အစားကလေးကကြိုတင်စီစဉ်ထားတာပဲဖြစ်ပါတယ်။အခုတော့မက်ဗင်းကလည်းအမှန်တရားကိုတည်သွားပြီးတော့ကဘာကြီးကိုတခြားကဘာကနေလူတွေကိုထပ်မပို့ဖို့တောင်းဆိုခဲ့ပါတော့တယ်။ ခဏကြာမှာတော့ဒေါဂလက်ကဒေးဗစ်ရဲ့ခန္ဓာကိုယ်ထဲမှာနိုးလာခဲ့ပြီးတော့နေရာတက်ကသတင်းစာပေါ်မှာ2024ခုနှစ်ဖြစ်ကြောင်းဖတ်လိုက်ရပါတယ်။ဂျိန်းကလည်းနိုးလာပြီးတော့ဒေါဂလက်ကိုသူ့နေထိုင်တဲ့ခင်မီကဘာကိုပြတ်တာခဲ့ပါတယ်။သူကကမ်းခြေမှာရှိတဲ့သူ့ရဲ့အဖေကိုလည်းနှုတ်ဆက်လိုက်ပါတယ်။တကယ်တော့ဟန်နုံကိုဒီဇိုင်းဆွဲဖို့အတွက်ဂျိန်းကသူ့ရဲ့မျက်နှာကိုအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ဇုံနီနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။